င်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဟာမတ်အနေနဲ့လက်နက်မချဘူးဆိုရင်အကြမ်းနည်းသုံးရလိမ့်မယ်ဆိုတော့ထရမ့်ရဲ့တတိပေးချက်သတင်းအမေရိကန်အစိုးရရန်တရားရက်ဆိုင်နေချိန်မှာပဲဖက်ဒရယ်ဝန်ထမ်း၄၀၀ကျော်အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့သတင်းနဲ့ မာဒဂတ်စကာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းလိုက်ပြီးနှစ်နှစ်အတွင်းရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့သတင်းတွေပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဟာမတ်စ်အဖွဲ့အနေနဲ့လက်နက်ဖြတ်သိမ်းပြရမှာဖြစ်ပြီးကိုယ့်အကူမလုပ်ဘူးဆိုရင်မြန်မြန်ဆန်ဆန်အင်အားသုံးကဖြတ်သိမ်းပြမယ်ဆိုပြီးတတိပေးသွားပါတယ်။ She has no idea what she's doing. A nasty horrible senator. Go ahead. Other than that, I'm Jasmine. I'm going to take အာဂျင်တီးနားသမရဟာဗီယာမီလီနဲ့တွေ့ဆုံစဉ်ထရမ်ကသူတို့လက်နဲ့မဖြတ်သိမ်းရင်ကျုပ်တို့သူတို့ကိုဖြတ်သိမ်းပေးရပါလိမ့်မယ်ပြီးတော့မြ мян ဆန်းဆန်းနဲ့အကြမ်းတင်းသုံးပစ်သွားမှာပါလို့အင်ဖီရိုမာပြောကြားသွားပါတယ်ထရမ်ရဲ့အချက်20ပါညဉ့်ညံ့ရေးအစုပြုချက်တိုင်းလက်နဲ့ဖြတ်သိမ်းဖို့အတွက်ဟာမတ်အဖွဲ့ကိုဆက်သွယ်ပြောကြားခဲ့ပြီးသူတို့ဘက်ကလည်းသဘောတူထားတယ်လို့ဆိုပါတယ်ဟာမတ်အဖွဲ့နဲ့ကြုတ်စကားပြောခဲ့ပါတယ် ခင်ဗျားတို့လက်နဲ့ဖြတ်သိမ်းရမယ်ဟုတ်တယ်မလားဆိုတော့ဟုတ်ကဲ့ပါကျုပ်တို့ဖြတ်သိမ်းပါမယ်တဲ့အဲ့ဒါသူတို့ပြောတာနော်ဆိုပြီးမှတ်ချက်ပြုပါရီဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အဲ့ဒီသတင်းစကားကိုဂျာကန်တွေကနေတဆင့်ပြောကြားခဲ့တာသာဖြစ်ကြောင်းဖြေရှင်းချက်ပြန်ထုတ်ထားခဲ့ပါရီဂါဇာညင်းကြဲရေးအစီအစဉ်ရနှစ်ဖက်တစားကန်တွေနဲ့အချင်းသားတွေပြန်လွတ်လာပြီးဖြစ်ပေမဲ့လည်းဟာမတ်စ်ဘက်ကလက်နက်ချဖို့ကိုတော့လူသိရှင်ကြားကတိပြုတာမျိုးမရှိသေးပါဘူး ိနောက်ထရမ့်ကအင်ဖီရိုကိုပြန်ရောက်လာချိန်မှာနှစ်ဖက်အခြေအနေတွေတဖန်တင်းမာလာခဲ့ပါတယ်။ဒါဟာနှစ်ဖက်ကတိပြုထားတဲ့အတိုင်းတေဆုံးတစားကန်အလောင်းတွေပြန်မပေးနိုင်သေးတဲ့အတွက်ဂါဇာကမ်းမြောင်ကိုအကူအညီဝင်ရောက်ခွင့်ထပ်ဝက်လျှော့ချမယ်ဆိုပြီးအစ္စရေးဘက်ကကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။ဂါဇာဒေသမှာလည်းဟာမတ်စ်အဖွဲ့ဝင်တွေကလမ်းပေါ်ပြန်ထွက်လာကြပြီးလမ်းမော်ရီဘုံမာတွင်ပြစ်ဒဏ်ဆင်ရင်တပ်ဖြတ်မှုတွေကိုပြုလုပ်နေကြပါတယ်။ ဟာမက်စ်ရဲ့လက်နက်ဖျက်သိမ်းရေးနဲ့ပတ်သက်လို့အချိန်သတ်မှတ်ထားတာမျိုးရှိသလားဆိုတဲ့သတင်းတောက်ရဲ့မေးခွန်းကိုထရမ့်ကတင့်တော်တဲ့အချိန်တစ်ခုပေါ့မြ мян ဆက်ဆန်းဖြစ်လာမှာပါဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ် But what is the deadline uh, you're going to put on them before you take action? A reasonable period of time, pretty, pretty quickly. A reasonable period of time. Congratulations on the PCH. ဆက်လက်တင်ဆက်ပေးမှာကတော့အော်တိုဘာလတည့်ရက်နေ့မှာအမေရိကန်အစိုးရရန်တရာရပ်ဆိုင်းသွားခဲ့ပြီးနောက်လက်ရှိအချိန်ထိအလုပ်ထုတ်ပယ်ခံရတဲ့ Federal ဝန်ထမ်းပေါင်းထောင်နဲ့ချီရှိလိုနေပြီဖြစ်ပါတယ် ခုလိုမျိုးရာဒူးဖေရှားခံရတဲ့အစိုးရဝန်ထမ်းအရေးအတွက်ဟာ4288ဦးထက်မနည်းရှိလာခဲ့တယ်လို့တရားရေးဌာနအတင်းနဲ့ခန့်မှန်းထားပါရီဒါဟာခုနှစ်နီးပါးကာလအတွင်းဖက်ဒရယ်အစိုးရလုပ်ငန်းတွေပထမဆုံးကျင်ရပ်တန့်သွားခဲ့တာဖြစ်ပြီးအချိန်နှစ်ပတ်ကျော်ရှိနေပြီဖြစ်တဲ့အပြင်ဘလောက်ကြာအောင်မဲဆိုတာပါအတိအကျမသိနိုင်တဲ့အကြောင်းဖော်ပြထားပါရီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ဒီအလောက်ကန်ရှော့ချမှုကိုအစိုးရလုပ်ငန်းတွေရက်ဆိုင်နေတာကြောင့်ဖြစ်တယ်ဆိုပြီးအကြောင်းပြခဲ့ပါတယ်။စီနေထက်လွတ်တော်မှာ Federal အစိုးရ Agency ရဲ့အသုံးစရိတ်နဲ့ပတ်သက်လို့ Republican နဲ့ Democrat အမတ်တွေကြားသဘောတူညီချက်မရရှိသေးတဲ့အလျောက်အခုလိုမျိုးရက်ဆိုင်နေကြတာဖြစ်ပါတယ်။ဒါကြောင့် Trump အစိုးရအဖွဲ့ကအလုပ်ထုတ်ပေတာမျိုးအပါအဝင် Democrat နောက်ခံပြုအစီအမံတွေကိုဖျက်တောက်တဲ့နီလန်နဲ့အတိုက်ခံတွေပေါ်ဖိအားပေးနိုင်ဖို့ရာကြိုးပမ်းနေပါတယ်။ အဲ့နောက်ဒီမိုကရက်တီဟာကျမ်းမာရေးစောင့်ရှောက်မှုဆိုင်ရာအခွန်လျှော့ချပေးဖို့တုံ့ပြန်ခဲ့တယ်လို့ဖက်ဒရယ်အလုံသမားတမကတွေကလည်းဒီအလုံထုတ်ပယ်ခံရတာကိုပယ်ဖျက်ပေးဖို့တရားစွဲဆိုထားကြပါတယ် Republican အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ဂျွန်ဆန်ကတော့ဒီတစ်ခေါက်အစိုးရရန်တရားရပ်ဆိုင်မှုကိုတမိုင်းတစ်လျှောက်အကြဆုံးဖြစ်လာနိုင်တယ်လို့ကောက်ချက်ချပါတယ် 1980ခုနှစ်ကစပြီးအမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှု15ကြိမ်အထိရှိခဲ့ရမှာဝန်ထမ်းဥယျာဉ်သိမ်းတဲ့ခြေကို လာစာမဲ့ခွင့်ပေးခဲ့ရပါတယ်။ Trump ဒုတိယသက်တမ်းစတင်ချိန်မှာတော့အရက်ဖက်ဝန်ထမ်း2တန်းလောက်ကိုအလုပ်ခန့်အပ်ခဲ့ပြီးအဲ့ဒီတဲက20ရာခိုင်နှုန်းဟာ Washington DC ပါဝင် Maryland နဲ့ Virginia စတဲ့ပြည်နယ်တွေမှာ နေထိုင်လျက်ရှိကြပါတယ်။ နောက်ထပ်သတင်းပုတ်အနေနဲ့ဂျန်စီဆန္ဒပြပွဲတွေကြောင့်မာဒဂတ်စကာနိုင်ငံမှာသမရဖြစ်သူထွက်ပြေးသွားခဲ့ပြီးနောက်စစ်တပ်ကတာဝန်ယူသွားမှာဖြစ်တယ်လို့ပုံကံမှုကိုဥဆောင်ခဲ့တဲ့အထူးတပ်ဖွဲ့တမှုအနေနဲ့အတည်ပြုလိုက်ပါရီမဒဂါစကာရာအစ်စရာအစ်စရာကအစ်ပန်လာဖီနီစ အဲ့နောက်ရွေးကောက်ပွဲတွေလုပ်ပေးပါလားဆိုပြီးတတင်းတော်တွေရဲ့မေးမြန်းလာမှုကိုဒါပေါ့အစောဆုံး18လနောက်ကြဆုံး24လပဲလို့ Michael Randria Neria ကဖြေဆိုသွားပါတယ်။အသွင်ကူးပြောင်းရေးအစိုးရပုံစံမျိုးလားဆိုတဲ့မေးခွန်းကိုလည်းဒီအာနာသိမ့်ပုံမှုကြီးကဟုတ်ပါတယ်ဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။ဂျန်စီဆန္ဒပြသူတွေကသမရအန်ဒရီရာဂျိုလီနာကိုယာရုဆွန့်လွတ်ဖို့တောင်းဆိုခဲ့ပေမဲ့လည်းပြန်လည်ညှင်းဆန်ထားခဲ့ပါတယ်။ ဒါကြောင့်မဲဆန္ဒပြသူတွေဘက်မှရက်တည်ခဲ့တဲ့ဘူမူကြီးရန်ဒရီယာနီရီနာဟာကျုပ်တို့အာနာသိမ့်လိုက်ပါပြီလို့နိုင်ငံပိုင်ရေဒီယိုမှာကြေညာသွားခဲ့ပြီးအောက်လွတ်တော်ကလွှဲရင် မန္တန်အရရက်ကိုရက်ဆိုင်လိုက်တဲ့အကြောင်းဖြည့်ဆွက်ပြောပါရယ်။ဒါကအထက်လွတ်တော်ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးရွေးကောက်ပွဲကော်မရှင်ဟိုက်ကုတ်တရားရုံးနဲ့လူ့ခွင့်ရေးကောင်စီတို့ကိုဆိုလိုတာပဲဖြစ်ပါရယ်။တစ်ဖက်မှာလည်းပြည်ပတင်းဆောင်သွားပြီလို့ယူဆရတဲ့သမရက ောက်လွတ်တော်ကိုအမိန်ဒီဂရီနဲ့ဖြတ်သိမ်းနိုင်ဖို့ရာကြိုးပမ်းခဲ့ပြန်ပါတယ်။နောက်ဆက်တွဲအဖြစ်လွတ်တော်အမတ်တွေကသမရကိုဆွဆွဲပစ်တင်ပြီးဖျောက်ချခဲ့တဲ့အလျောက်ရှေမတိုးနောက်မဆုတ်တာဖြစ်နေချိန်မှာပဲအခုလိုမျိုးစစ်တပ်အနေနဲ့အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။2009အာဏာသိမ်းဖြစ်ရပြီးမှရာဂျိုလီနာကိုရိုင်းအာဏာရလာခဲ့သူ ဖြစ်ပါတယ်။2009ခုနှစ်တုန်းကဘူမူဂျီရန်ဒရီနီရီနာဥဆောင်တဲ့အထူးတပ်ဖွဲ့ကပ်ဆက်ဟာ ရာဂျိုလီနာအနာရဖို့ကူညီပေးခဲ့တာဖြစ်တယ်လို့လက်ရှိမှာလဲအဲ့ဒီအဖွဲ့ကိုယ်တိုင်နိုင်ငံတော်အာဏာကိုပြန်သိမ်းယူခဲ့တာဖြစ်ပါတယ်လူယံပီတူမီနံပီလာမီနနာနီဆလတ်တင်ဆက်ပေးမှာကတော့ဟေဒီနိုင်ငံ내ကဂိုင်းတွေဟာကလေးတငယ်စုဆောင်းမှုကြီးထွားလာခဲ့တဲ့အလျောက်အရွယ်မြောက်သေးသူတွေကိုမလွဲမရှောင်သာကြားညက်စေနိုင်တယ်ဆိုပြီးကုလသမဂ္ဂအနေနဲ့တတိပေးလိုက်ပါတယ် Que é ela aqui. အဲ့ဒီခိုင်းတွေကိုတိုက်ခိုက်ဖို့အတွက်အသစ်ဖွဲ့စည်းထားတဲ့တပ်ရဲ့တစိတ်တစ်ပိုင်းအဖြစ်လက်နက်ကင်ဝန်ထမ်းတွေကိုလေ့ကျင့်ပေးသွားမယ်ဆိုပြီးကုလသမဂ္ဂတာဝန်ရှိသူတို့ကအတည်ပြုပါရယ်အခုနှစ်ထဲမှာအရွယ်မရောက်သေးသူတွေကို လူသစ်စုဆောင်းမှုတိုးပွားလာခဲ့ပြီးစနစ်အောင်ကလေးတွေကဂိုင်းဖွဲ့ဝင်အလုံးရဲ့ထက်ဝက်ထိကိုစားပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။အကြီးကျယ်လက်နက်တပ်ဆင်ထားတဲ့ဟေတီဂိုင်းတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားပဋိပက္ခဟာနှစ်ပေါင်းများစွာကြာအောင်ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။အော်တိုဘာလ14ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ UNICEF ရဲ့ဒေသဆိုင်ရာဒါရိုက်တာ Roberto Benes ကဒီစစ်စီရေးကိုတက်တက်ကြွကြွဆောင်ရွက်သွားမယ်မြို့သူအတွက်မဆိုမမှန်ကန်ကန်လေးကျင့်တင် जा ပေးတာတေချာစီမဲ့ရန်တရားအလုံးကျွန်တော်တို့မှာရှိပါတယ်ဆိုပြီးမှတ်ချက်ပြုတော့ပါတယ် ိနောကလေးတငယ်တွေကိုအတင်းကျပ်လက်နက်တဲခိုင်းတာဒါမှမဟုတ်ကင်းဆောင်ခိုင်းမှုတို့ကယာနဲ့ချီတဲ့လူသစ်စုဆောင်းမှုတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ UNICEF ဘက်ကထုတ်ပြန်ပါတယ်အထူးသဖြင့်မင်းကလေးငယ်တွေဟာ လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအနေတွေနဲ့ပါရင်ဆိုင်ရလျက်ရှိပါတယ်လက်ရှိအချိန်ထိအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူပေါင်း

Prince Group တီထောင်သူ Chancy ကိုဖမ်းဆီးရမိခဲ့ပြီးဒေါ်လာ14ဘီလီယံကျော်တန်ကြေးရှိတဲ့ Bitcoin တွေပါသိမ်းဆည်းရမိခဲ့ပါတယ်ဒါခရစ်ပတိုသမိုင်းတလျှောက်တန်မိုးအကြီးဆုံးဖန်းစီရမိမှု ဖြစ်လာခဲ့ပြီး Bitcoin အရေအတွက်အပြင်သသိန်း2000ကျော်ရှိကြောင်းသိရပါတယ် ပြည်ထိုင်တဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံသားခံယူထားတဲ့ချန်စီဟာငွေကြေးခွာခြားမှုနဲ့အွန်လိုင်းလိမ်လည်မှုတွေပြုလုပ်တဲ့ဆိုတဲ့စွဲချက်အရနယူးယောက်မြို့မှာအဖမ်းခံထားရပါတယ်။ပြည်ထိုင်တဲ့အမေရိကန်ရဲ့ပူးပေါင်းစစ်ဆေးရေးအတွင်းချန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်အရေးယူပိတ်ဆို့မှုတွေပါချမှတ်ခဲ့ပါတယ်။အဲဒီနောက်ပြည်ထိုင်အစိုးရကချန်ရဲ့စီးပွားရေးနဲ့ပိုင်းဆိုင်မှုတွေကို ထိန်းသိမ်းထားတယ်ဆိုပြီးအတည်ပြုခဲ့ပါတယ်။ ဒီခြံရဲ့ပိုင်ဆိုင်မှုတွေကလန်ဒန်မှာရှိတဲ့အင်စကူးလုံးကိုသိမ်းယူခဲ့ပြီးအင်တလုံးဆိုရင် ပေါင်တန်းတရာလောက်တန်ကြီးရှိတယ်လို့ဖော်ပြထားပါတယ် Prince Group ကုမ္ပဏီအောက်မှာလုပ်ငန်းခွဲအများပြားရှိလို့နေပြီးခြံဟာစိုက်ဘာလိမ်လည်မှုတွေကို နောက်ွယ်ကနေကျူးကင်သူဖြစ်ဆွဆွဲခံထားရပါတယ် American တရားရုံးတစ်ခုကတော့ခြံရဲ့ကုမ္ပဏီကိုနိုင်ငံတကာမှာရုံးတွေဖွင့်ထားနိုင်တဲ့အာရှရဲ့အကြီးမားဆုံးရာဇဝတ်အဖွဲ့အစည်းတစ်ခုဖြစ်ညွှန်ဆိုခဲ့ပါတယ် မလဲမွေတားကောင်တွေကိုအွန်လိုင်းကနေဆက်သွယ်ပြီးယင်းနှိမ့်မြုံနေရင်အကျိုးမြတ်ရမယ်ဆိုတော့လိန်လေချက်နဲ့အတူခရစ်တိုငွေကြေးတွေရယူခဲ့တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းတွေကနေဆိုရှယ်မီဒီယာအကောင့်ပေါင်း86000ဝန်းကျင်ထိန်းချုပ်ထားတဲ့အပြင်ဖုန်းလုံးရေ1250ကိုပါအသုံးပြုခဲ့တယ်လို့သိရပါတယ်။ဒါပြင် Channel 2အပေါင်းပါတွေကပီကာဆိုရဲ့ရှားပါပကြီးကားနဲ့အတူဇင်ကန်ပစ္စည်းမျိုးစုံကို ဝယ်ယူလေးရှိတဲ့အသုံးဖြုံးကြီးသူတွေအဖြစ် ထင်ရှားပါတယ်။တကယ်လို့သာချင်ဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်အမြင့်ဆုံးထောင်နဲ့ဖြစ်တဲ့အနှစ်40အထိကြခံရနိုင်ပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet ဟာဒေါ်လာ15ဘီလီယံအထိအသုံးပြုပြီးအိန္ဒိယတောင်ပိုင်း Andhra Pradesh ပြည်နယ်မှာ AI ဘိုဂျက်နေရာတစ်ခုတော့ယင်းနှိမ့်နှံသွားဖို့ရှိနေပါ रे uh it's a real privilege for all of us uh to host you at Bharat AI Shakti uh, along with uh the Minister Naidu and Minister Lokesh uh you uh we're counting on it to build ဒါကြောင့်မဲ Fisher Cabanen စိတ်ကမ်းမြူဟာ Google ကနေကမ္ဘာ၁၂နိုင်ငံမှာဖြန့်ကျက်သွားမဲ AI data scenario ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာနေပါ रे Google ရဲ့ Cloud CEO Thomas Kurin ကတော့ဒါကိုအကြီးမားဆုံး AI ဗဟိုချက်ပါ American အပြင်ဘက်တကမ္ဘာလုံးမှာယင်းနှိမ့်နှံမှုတွေပြုလုပ်သွားမှာပါဆိုပြီးအတည်ပြုပါတယ်။လာမယ့်9နှစ်တာကာလအတွင်း Google ဟာယင်းနှိမ့်နှံမှုတွေဖြန့်ကျက်နိုင်ဖို့အတွက်ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ American သမ္မတ Trump ကဒီနည်းပညာကုမ္ပဏီကြီးတွေကို ဖြည့်တွင်းမှာဦးစားပေးယင်းနှိမ့်နှံဖို့တောင်းဆိုထားကြမှာပဲအဲ့ဒီအကြေညာချက်ထွက်ပေါ်လာခဲ့တာပါ။ ဒါပြင်အိန္ဒိယနိုင်ငံမှာကုန်ကျစရိတ်တက်တာမှုနဲ့အတူအင်တာနက်အသုံးပြုသူအလင်းမြန်တိုးပွားလာတဲ့အချက်က cloud နဲ့ AI နည်းပညာကိုချဲ့ထွင်နေတဲ့ Google တို့အဓိက ပြမှတ်ဖြစ်လာခဲ့ပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံဟာ American ပြင်ပေါက်မှာ Google ရဲ့အကြီးမားဆုံးယင်းနှိမ့်နှံရာ ဖြစ်လာခဲ့တယ်လို့ AI data scenario တို့အချက်ချာနေရာဖြစ်လာနိုင်မဲ့လာလာလဲရှိလို့နေပါတယ်။ ဒီလိုမျိုး data center ကြီးတွေလက်ပတ်နိုင်ဖို့ဆိုရင် layer 6 swan in နဲ့ layer 8ပိတ်ဆက်များစွာလိုအပ်ပါတယ်။ Andhra Pradesh ပြည်နယ်အစိုးရကတော့လိုအပ်တဲ့မြေနေရာနဲ့ layer 6မီပေးမယ်ဆိုပြီးယင်းနှမြုံနယ်သူတွေကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်။လွန်ခဲ့တဲ့9နှစ်အတွင်းအိန္ဒိယရဲ့ data center လုပ်ငန်းတွေဟာ30နီးပါးတိုးတက်လာခဲ့ကြောင်းသိရပါတယ်။ ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောက်နဲ့ပဲဆုံးသက်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ